လုံးမင်္ဂလာပါရှင်ကျမယနေ့မှလည်းပဲပေါ့နော် အပြုအမူတွေကိုကောင်းတဲ့အပြုအမူတွေဖြစ်အောင်ဘလို့ real တိုက်တွန်းအပြည့်မှုတွေပေါ့နော် reinforcements တွေဘလို့ပေးမလို့ဆိုတဲ့အကြောင်းလေးကိုကျမဆွေးနွေးပေးသွားပါမယ်ဒါဆိုရင်အပြုအမူတွေကိုပေါ့နော်မိမိတို့ကောင်းတဲ့အပြုအမူတွေဖြစ်လာအောင်တိုက်တွန်းအပြည့်မှုဆိုတဲ့ reinforcement တွေကိုကျမအကြောင်းဆွေးနွေးမှာပါဒါဆိုရင်တိုက်တွန်းအပြည့်မှုဆိုတာဘာလဲပေါ့တိုက်တွန်းအပြည့်မှုဆိုတာမှာ ကောင်းတဲ့အပြုမှုပြုလို့လက်မလေးထောင်းပြရတယ်တိုက်တွန်းအားပေးမှုပါပဲကျုံပြလိုက်တာလည်းတိုက်တွန်းအားပေးမှုပါအဲအဲ့လိုပဲအဲသူ့ကိုတိုက်မင်းတော်လိုက်တာကွယ်လို့ချီးကျူးမှုပေးလိုက်တာလေးရလဲတိုက်တွန်းအားပေးမှုပါ re reinforcement လို့ခေါ်ပါတယ်ဒါဆိုရင်တိုက်တွန်းအားပေးမှုတွေကိုဘယ်လိုလုပ်ဆောင်မလဲသူ့ရဲ့အကြောင်းအရာတွေကိုကျွန်မဆွေးနွေးပေးသွားမှာပါဒါဆိုရင်ကျမတို့တိုက်တွန်းအားပေးမှုဆိုတာဘာကိုပြောတာလဲဆိုတာလေးကိုကျမပထမဆုံးဆွေးနွေးပေးပါမယ် ပထမတိုက်တွန်းအားပေးမှုဆိုတာတဲ့အပြုအမူကိုတိုးမြင့်ပြုမှုကိုပြုလုပ်ပေးတဲ့စုံတစုံတစ်ခု ဖြစ်တယ်တဲ့အဲ့တော့အဲဒီကတိုက်တွန်းအားပေးမှုက ကောင်းတဲ့တိုက်တွန်းအားပေးမှုဆိုရင်အဲ့ဒီကောင်းတဲ့အပြုမှုကိုသူတိုးတိုးပြီးတော့တိုးမြင့်လှောက်ဆောင်ပါပါ negative reinforcement ဆိုလို့ရှိရင် तू ကမကောင်းတဲ့အပြုအမူကိုတိုးတိုးပြီးလှောက်ဆောင်ပါပါအဲ့တော့တိုက်တွန်းအားပေးမှုဆိုတာ အပြုအမူကိုတိုးမြင့်လှုပ်ဆောင်ပေးဖို့အတွက်ပြုလုပ်ပေးတဲ့တစုံတစ်ခုဖြစ်ပါတယ်တဲ့နောက်တစ်ခုကကောင်းတဲ့အကြောင်းအရာတွေကိုရရှိခြင်းလို့ပေါ့နော် ကောင်းတဲ့အကြောင်းအရာတွေကိုရရှိခြင်းကယူဆိုင်မှုတွေပေးရမယ်သူတို့လိုချင်တဲ့သူတို့နှစ်သက်တဲ့အရုပ်ကလေးတွေပေးရမယ်သူတို့အတွက်လိုအပ်နေတဲ့အစားအစာတွေကိုပေးရမယ်ပေါ့ဒါနမူနာပေးရပါဒါဆိုရင်ကောင်းတဲ့အကြောင်းအရာတွေကိုရရှိခြင်းတွေဒါကလည်းတိုက်တွန်းအားပေးမှုပါပဲနောက်တစ်ခု တတိပေးဆုံးမမှုတွေပေါ့နော်အနှုတ်သဘောဆောင်တဲ့အာယုံစူးစိုက်မှုတွေရှိတယ်အာယုံဆိုင်မှုတွေရှိရဲ negative attention တွေရှိရဲတခါတည်းရမှာကလေးတွေတွေ့အဲ့ဒါကလည်းတိုက်တွန်းအားပေးမှုကိုဖြစ်ပေါ်စေနိုင်တယ်တဲ့အဲ့ဒါလေးကိုကျမတို့ဘယ်လို ပြောမလို့ဆိုရင်တချို့ကလေးတွေကလေဟိုလက်သေးတွေကြိုက်တယ်လက်သေးကြိုက်တယ်လက်စုပ်တယ်ဒါကလေးတိုင်းရဲ့အကျင့်လေးတွေလေဒီအရာတွေကိုမဒီပြမှုတွေကိုမကြိုက်ကြဘူးတချို့ဆိုရင် မိမိခြေရောက်တာမိမိပြန်ပြီးတော့လေသူဟာဖြစ်တယ်ကြိုက်တတ်တယ်ကလေးတွေရှိရလေဘာရဲမဟုတ်ဘူးသူတို့အားရလေးကိုကြိုက်နေချင်တာအဲ့လိုမျိုးကလေးတွေကအဲ့လိုအပြုတ်မှုပြုတ်မှုနေဆိုသူတို့မှာ insecurity insecurity ဖြစ်နေပြီသူ့ဥမာလေးကိုမလုံခြုံမှုကိုခံစားနေရလို့တိလားအဲမလုံခြုံမှုကိုခံစားနေရလို့အဲ့လို less လက်လက်သေးလေးကိုကြိုက်ထားတော့လက်စုံနေတာတော့ပေါ့နော်ဟဲ့အဲ့အမျိုးဆိုရင်သူ့ကိုဒါကောင်းနေပေါ့နော်အပြူမူလေးသူ့ရီနမ်သူ့ကိုကာကွယ်ပေးမယ်သူ့ကိုစောင့်ရှောက်ပေးမယ်အဲလူကြီးရှိတယ်အုပ်ထင်းသူရှိတယ်ဆိုတော့သူသိရှိစေရမယ်ပေါ့နော်အဲ့ဒီမှာဒီလိုမျိုးကလေးတွေကဘလို့ဘလို့ချင်းဒီမျိုးတွေမှာဖြစ်ပေါ်တတ်တော့ဆိုလို့ရှိရင်အဲတကယ်ကိုကဲကေဘာတွေနဲ့ပေါ့နော်မိဘတွေကလှုပ်သွားနေရလို့ကဲကေဘာတွေနဲ့ ထားတဲ့ကလေးတွေကဲကေပါကလေးကိုပြုစုစားကြတဲ့သူကကောင်းရင်တော့တော်သေးရဲ့အဲအဲ့ကဲကေပါဒီဝတ်ချက်တွေရှိနေမယ်ဆိုရင်ကလေးတွေကမလုံခြုံမှုကိုခံစားရမှာလေအဲ့လိုမျိုးခြေနေတွေမှာဆိုလို့ရှိရင်အဲခုနလိုမျိုးပေါ့နော်လက်သေးကြိုက်ထားတော့လက်စုံနေရတော့မိမိခြေတော့ခြေမကိုပြန်ပြီးတော့ကြိုက်နေတတ်တဲ့အမြုပ်မှုလေးတွေပေါ့ ဲ့လိုမျိုးမလျော်တာလေးတွေဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါမျိုးဆိုလို့ရှိရင်လေသူတို့ကိုပေါ့နော်စိတ်ရှည်စွာနဲ့ပေါ့။အဲဒီပြုမှုကို မပြုမှုရဘူး။ဒီပြုမှုကို ပြုမှုနေလို့ရှိရင်တော့အဲမင်းကိုသမီးကိုကစားခွင့်မပေးတော့ဘူး။သားကိုကစားခွင့်မပေးဘူးပေါ့။ဒါ negative attention ပေးလိုက်တာပါ။ negative reinforcement ပေးလိုက်တာပေါ့နော်။အဲအဲ့ဒါမျိုးကနေအဲ့လိုမျိုးပေါ့ဒီအပြုမှုကိုမလုပ်တော့ဘူးဆိုရင်ကစားခွင့်ပေးမယ်ပေါ့။ ဒီပြုမှုပြုမှုနေတော့ကစားခွင့်မပေးဘူးပေါ့ဟဲ့ဒါမျိုးလေးတွေနဲ့ပေါ့နော်သူတို့ကိုပေါ့နော်ဒီကဟိုမိမိမပြုလို့ဆေးကျင်တဲ့အပြုမှုကိုမလုပ်ပေးရမလို့ဆိုရင်ထိကြောင်းပေးဖို့လိုအပ်ပါတယ်အဲ့တိုက်တွန်းအားပေးမှုမှာလည်းမကောင်းတဲ့အရာတွေကိုရက်တန့်သွားဖို့လေကူညီပေးနိုင်တယ်လို့တိုးချင်တာတွေသူ ဒီလိုမျိုးတိုက်တွန်းအားပေးမှုတွေကနေပြီးတော့သူမကောင်းတဲ့အပြုမှုတွေပြုမှုနေတာတွေကိုရက်တံအကူအညီပေးနိုင်တယ်တဲ့ဥပမာတောင်းဆိုတာတွေများနေရပေါ့နော်ဟိုဟာလိုချင်တဲ့ဒီဟာလိုချင်တဲ့ဒါမျိုးတွေပြောနေရမျိုးတွေညအချိန်မှာမအိဖဲနဲ့စော်နေတာတွေမိမိကိုယ်တိုင်မိမိဖက်နဲ့ကျိုးဖက်နဲ့ကိုကိုယ်ကိုယ်တိုင်စီးတဲ့ပြီးဟာမျိုးမစီးဘဲနဲ့ပေါ့နော်အဲလူကြီးရဲ့ လူကြီးရဲ့လုတ်လုတ်ပေးမှုကိုခံတာတွေပေါ့နော်ခံယူချင်တာတွေပေါ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းရက်တန့်သွားအောင်ပေါ့နော်သူတို့ကိုအဲ reinforcement တွေတိုက်တွန်းအပ်မှုတွေဒီမျိုးစုံနဲ့လှုပ်ဆောင်ပြီးတော့မှသူတို့လှုပ်ရမယ့်လုပ်ကိုသူတို့ကိုယ်တိုင်လှုပ်ခိုင်းလှုပ်ဆောင်စေချင်အဖြစ်ကောင်းတဲ့အပြုမှုတွေဖြစ်ပေါ်လာအောင်ပြုရင်ပေးလို့ရပါတယ်ပြုပြင်လဲပေးရမှာပါနောက်ပြီးတော့ပေါ့နော်တိုက်တွန်းအပ်မှုကကောင်းတဲ့အပြုမှုနဲ့မကောင်းတဲ့အပြုမှုနှစ်မျိုးလုံးကိုတွူးမြင့်လှုပ်ဆောင်စေတယ်ခုနရှေ့ပိုင်းမှာကျွန်မဆွေးနွေးသွားတဲ့အထက်မှာ ာပါပါတယ်တိုက်တွန်းအားပေးမှုတွေကဒီကဲ့ကိုမှန်ကန်တဲ့တိုက်တွန်းအားပေးမှုဆိုရင်ကောင်းတဲ့အပြုမှုတွေပြုမှုလာစေမှာပါအဲတိုက်တွန်းအားပေးမှုဟာမှားနေပြီဆိုရင်မကောင်းတဲ့အပြုမှုတွေကိုပြုမှုလာစေမှာပါဒါကြောင့် reinforcement ဆိုတဲ့တိုက်တွန်းအားပေးမှုဟာကောင်းတာရော မကောင်းတာရော အပြုမှုနှမျိုးလုံးကိုတိုးမြင့်လှုပ်ဆောင်ဒါတွန်းအားသဘောသဘောမျိုးဖြစ်ပါတယ် ပြင်ဖို့မဲဆိုရတာတိုက်တွန်းအားပေးမှုတစ်ခုဖြစ်သွားမှာပါအဲ့တော့ကြတော့ဒီလိုမျိုးအခြေအနေတွေမှာဘလို့တိုက်တွန်းအားပေးမှုတွေနဲ့သူတို့ရဲ့ကောင်းတဲ့ပြုမှုတွေဖြစ်ပေါ်လာအောင်ဒါလူကြီးမိဘတွေအုပ်ထိန်းတဲ့သူတွေဆရာသမားတွေကနေပြီးတော့ကူညီဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့ဒီမှာဆိုရင်ကလေးတွေရဲ့အနှုတ်သဘောဆောင်တဲ့အပြုမှုတွေကိုရှော့ချစေဖို့အတွက်တိုက်တွန်းပေးမှုတွေကိုဘယ်လိုသုံးမလဲ အဲနှုတ်သဘောဆောင်တဲ့အပြုမူတွေကိုကလေးတွေကပြုမူနေပြီအဲ့ဒီအပြုမူတွေကိုရှော့ချဖို့အတွက်တိုက်တွန်းပေးမှုတွေကိုဘယ်လိုသုံးမလဲအဲ့ဒီမှာဆိုရင်ပထမဦးဆုံးအနေနဲ့ reinforcer ရှိချောင်းတေးကြပါစီသူတို့ရဲ့စိတ်ထဲမှာငါဒီလိုမျိုးပြုမူတွေရဲ့အတွက်သူတို့ကို တိုက်တွန်းပေးမှုတွေအပေးချင်းများမှုတွေရှိနေမယ်သူတို့လှုပ်ဆောင်ဝင်ပေးလိုက်မယ်ဆိုရဲပေါ့နော်သူတို့ရရှိလိုက်မယ်ဆိုတဲ့အသည့်ပေါ့နော်သူတို့ကလေးတွေစိတ်ထဲမှာ ေးသေးချာချာသိနေပါစေတဲ့နောက်ပြီးတော့ကောင်းတဲ့အပြုမူရဲ့နောက်ချက်ချင်း reinforcer ပေးပါတဲ့ကလေးကမနေ့ခင်းမှာသူကောင်းတဲ့အပြုမူပေါ့မမိဟိုဟာအကြောင်းအပြေးလိုက်တဲ့စာလေးကိုပဲစနစ်တကျလှုပ်တာပဲဖြစ်ဖြစ်သူ့ရဲ့အဝေးအစားလေးကိုစနစ်တကျသိမ်းစီးတာပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ရင်မိဘကိုအလုပ်လေးတစ်ခုခုကိုမခိုင်းမင်းနဲ့သူကကူညီပေးလိုက်တာမျိုးပဲဖြစ်ဖြစ် ခိုင်းလို့ပဲကူညီပေးတာပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးကိုလုံဆောင်ပေးပါအောင်လို့ကူညီပေးတာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့နည်းနဲ့ပဲသူရဲ့အကောင်းနဲ့အပြုမှုကိုပြုမှုတွေဖြစ်စေချက်ချင်းသူ့ကိုဘာလို့ရမလို့ဆိုရင်ချီးကျူးမှု reinforcement ပေးရပါမယ်မနေ့ပိုင်းမှာလုံဆောင်တာကိုညနေပိုင်းကျမှဟေးအဲ့တုန်းကလှူဆောင်တာလေးကကောင်းလိုက်တာကွဲဆိုတာမျိုးဆိုရင်ဒါမထီရောက်ပါဘူးချက်ချင်းတုံ့ပြန်မှုပေးရပါမယ် reinforcer ကိုချက်ချင်းပေးရပါမယ်တဲ့အဲ့ဒါကလည်းအရေးကြီးတဲ့ချက်ချက်တစ်ခုထဲမှာပါပါတယ် ူကောင်းတာကူလောက်ကူလောက်တယ်ကူချက်ချင်းသူ့ကို reinforcer ပေးရပါမယ်အဲ့ဒါမှပို့ပြီးတော့ကောင်းမွန်တဲ့အပြုအမူတွေကိုရရှိလာစေမှာဖြစ်ပါတယ် reinforcer ကိုအမျိုးမျိုးသုံးပါတဲ့အဲဒီဒီချိန်မှာဒီပုံစံမျိုးနဲ့သုံးလိုက်ပြီးတော့အဲဥမာသူ့ကိုဗဇက်ကကြီးပဲချီးကျူးနေတာတဲ့ပေါ့နော်အဲသူ့ရဲ့လှုပ်ဆောင်မှုလေးအပြုအမူကောင်းတာလေးကိုတခြားနီလန်တမျိုးနဲ့ပေါ့နော်ဒါမုံလေးသူ့ကြိုက်တတ်တဲ့မုံလေးကျွေးလိုက်တာမျိုးသူ့ကိုဒါ ပွေဖက်ပေးလိုက်တာမျိုးသူ့ကိုသူ့လုံးတဲ့လုံးရက်ကလေးကိုတော်တယ်ဆိုပြီးတော့လက်မလေးထောင်ပြလိုက်တာမျိုးစသည်ဖြင့်ပေါ့နော် reinforce reinforcement တွေမျိုးမျိုးရှိပါတယ်ကျမနောက်ပိုင်းမှာအဲ reinforcement တွေရဲ့အပြုအမူပုံစံတွေကိုကျမဆက်ဆွေးနွေးပေးမှာပါအဲ့တော့ reinforcer ကိုတစ်မျိုးတည်းကိုပုံသေးမသုံးရဘူးအမျိုးမျိုးပြောင်းပြီးတော့သုံးပေးရမယ်တဲ့နောက်တစ်ခုကကြတော့ကောင်းတဲ့အပြုအမူလုပ်ဖို့အတွက်အခွေလမ်းမျိုးမျိုးလေးပေးရမယ်တဲ့ ူဟာကလေးရတာသူဟာသူတော့ကောင်းတဲ့ဒီအပြုမှုတွေပြုမှုလာမဟုတ်ပြုမှုမှုခွင့်ရအောင်လူကြီးမိမာတွေအုတ်တိုင်းတဲ့သူတွေဆရာသမားတွေအခွင့်အလမ်းတွေပေးရမှာပါအဲ့လိုမျိုးအခွင့်အလမ်းတွေပေးမှသူကကောင်းတဲ့ပြုမှုတွေပြုမှုလာပဲပြုမှုလာတဲ့အချိန်မှာသူ့ကို reinforce reinforcement ပေးမယ်အဲ့ဒါမှလည်းသူမှဒီလိုမျိုးပြုမှုတွေပြုမှုရင်အာအလုံးကနှစ်သက်တယ်လက်ခံတယ်မလားဆိုတာသူအတီးတဲမှာရရှိလာစီမှာလေဒါကြောင့်ကောင်းတဲ့ပြုမှုတွေပြုလုပ်ဖို့အခွင့်အလမ်းမျိုးမျိုးပေးရမယ်ကလေးတွေကိုအခွင့်အလမ်းပေးပါပေးပါဆိုတာအများကြီးပညာရှင်တော်တော်များများတောင်းဆိုနေကြတာကိုအဲ့တော့အခွင့်အလမ်းလည်းပေးရပါမယ်တဲ့နောက်တစ်ခုကနှုတ်သဘောဆောင်တဲ့အပြုမှုတွေကိုပြုပြင်ရန်အတွက်လည်းအခွင့်အလမ်းပေးရမယ်ဒီလိုမျိုးသူတို့မလျော်ညီတဲ့ အပြုမူတွေပြုမူနေတယ်ဆိုရင်ပြုပြင်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးပေးရမယ်။နောက်ဒီမှာဆိုရင်ဟိုမိမိမကြိုက်တဲ့အပြုမူကိုပြုမူနေပြီဆိုရင်တကြိမ်နဲ့ပြုဟိုပြုပြင်ုံနဲ့မရပါဘူး။တချို့တွေကပြောရဲကျွန်တော်ပြောတာပဲ။အော်မိမိဘာလုပ်တဲ့အဖေလုပ်တဲ့သူကလည်းကျွန်တော်ပြောတယ်မိခင်လုပ်တဲ့သူကလည်းကျမဆုံးမလာပဲဘယ်နဲ့အဲဘယ်နှကြိမ်ရှိနေပြီ ဟာကျွန်တော်ကတခွန်းဆိုတခွန်းမယ်အဲအဲ့လိုမရပါဘူးတစ်ချိန်နဲ့မရရင်နှစ်ချိန်မှာနှစ်ချိန်နဲ့မရရင်သုံးချိန်မရမချင်းပြင်ပေးရမှာပါမရမချင်းပြုပြင်ပြောင်းလဲပေးရမှာပါအနှုတ်သဘောဆောင်တဲ့အပြုမူတွေကိုအဲတစ်ချိန်ပြောအောင်နဲ့မရရင်နှစ်ချိန်ပြောမယ်နှစ်ချိန်ပြောအောင်နဲ့မရရင်သုံးချိန်ပြောမယ်ပြုပြင်ပြောင်းလဲပြီးတော့သူပြုပြင်လာနိုင်တဲ့အခြေအနေရအောင်ထီကိုမလုပ်ပေးရမလို့ဆိုရင်ဒါကို ဒါသူ့ကိုအခွင့်အလမ်းများများပေးပြီးရောပေါ့နော် ပြုပြင်ပေးရမှာဖြစ်ပါတယ်။နောက်ပြီးတော့ကလေးကိုပေါ့နော်ကလေးတွေကိုအဲကစားစရာပစ္စည်းတွေနဲ့ညော့ကစားဆိုပြီးတော့လွတ်ထားလိုက်တာမျိုးတွေအဲဖုံးရှင် ဖုံးပေးလာထားတာဇကားတွေကြည်ခိုင်းထားတာနောက်တကဂိမ်းတွေစော်ခိုင်းထားတာအဲနောက်ရှိသေးတဲ့ဒီမှာဆိုရှင်ကာတွန်ကားတွေကြည်ခိုင်းထားတာအဲအဲ့လိုမျိုးတွေနဲ့လွတ်ထားလို့ရှိရင်ကောင်းတဲ့အပြုမူတွေပြုမူလာဖို့ မဖြစ်နိုင်ပါဘူးကလေးတွေနဲ့ပြုံးပြုံးရှင်ရှင်ရေရေမောမောပျော့ရွှော့ရွှင်ရှင်နေရပါမယ်တဲ့မိဘတွေကဟိုဆရာသမားတွေကလည်းစာသင်တဲ့ချိန်မှာတင်ရမှာတခြားချိန်တွေမှာသူတို့နဲ့စကားတွေအများကြီးပြောမယ်သူတို့ရဲ့ခံစားချက်တွေကိုနားထောင်မယ်တကယ်ကိုပေါ်တော့ရေမောစရာကောင်းတဲ့အကြောင်းအရာတွေပျော့စရာကောင်းတဲ့အကြောင်းအရာတွေကိုသူတို့ကိုပြောပြမယ်အဲဒါမျိုးတွေနဲ့နေထိုင်ခြင်းကလည်းကောင်းတဲ့ပြုမှုတွေကိုရရှိလာစေမှာဖြစ်ပါတယ်ဒါကြောင့်ကလေးတွေနဲ့ ပြုံပြုံရှင်ရှင်ရေရေမောမောပျော်ပျော်ရွှင်ရွှင်နေထိုင်ပေးရပါမယ်တဲ့နောက်ထပ်ကကလေးကိုယ်တိုင်ပါဝင်လှုပ်ဆောင်နေခြင်းတည်းပဲလေ reinforcer ဖြစ်ပါတယ်တဲ့ကလေးကစိတ်ရသူ့ရဲ့စိတ်ထဲမှာလှုပ်ခြင်းစိတ်တစ်ခုနဲ့တချို့ကလေးတွေကဒါကလှုပ်လှုပ်ပေးစေချင်တာလေလှုပ်လှုပ်ပေးချင်တာအဲ့ဒါဆိုလို့ရှိရင်လေဒါ reinforcer ပဲသူ့ကိုယ်သူ့ကိုပဲ reinforcer ဖြစ်နေပြီအပင်းမှုတိုက်တွန်းအပင်းမှုတစ်ခုဖြစ်နေပြီအဲ့ဒါမျိုးဆိုလည်းလက်ခံပေးရပါမယ်ဒါမျိုးတွေပေါ့နော်ကလေးကိုယ်တိုင်ပါဝင်လှုပ်ဆောင်နေခြင်းကလည်း reinforcer တစ်ခုဖြစ်တယ်တဲ့ဒါဆိုရင်ကျမတို့ ကလေးတွေရဲ့အနှုတ်သဘောဆောင်နေတဲ့အပြုအမူတွေကိုလျှော့ချဖို့အတွက်တိုက်တွန်းအားပေးမှုတွေဘလို့သုံးမလဲဆိုဒီထဲမှာပါသွားပါပြီ reinforcer ချီချောင်းသူတို့သိနေရမယ်ကောင်းတဲ့အပြုအမူရဲ့နောက်မှာချက်ချင်း reinforcer ပေးရမယ် reinforcer ကိုလည်းတမျိုးနဲ့တတမတ်တီပုံသေးကြီးမသုံးအောင်အမျိုးမျိုးပြောင်းသုံးရမယ် အဲ့လိုမျိုးကောင်းတဲ့အပြုမူတွေပြုမူဖို့အတွက်လည်းကလေးတွေကိုခွင်လန်းမျိုးမျိုးတွေပေးရမယ်။အနှုတ်သဘောဆောင်တဲ့အပြုမူတွေကိုလည်းပြုပြင်ဖို့အတွက်ခွင်လန်းပေးရမယ်။နောက်တစ်ခါသူတို့တွေနဲ့ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်ရဲရဲမောမောအပြုမျိုးရှိရှိနေထိုင်ကြရမယ်။ကလေးကိုယ်တိုင်ပါဝင်လှုပ်ဆောင်ခြင်းအားလည်းကျွန်တော် ကောင်းတဲ့ပြုမှုကိုဖြစ်ပေါ်စေဖို့အတွက် reinforcer ဖြစ်တယ်ဆိုတာလေးကိုဒီမှာဆွေးနွေးပေးခြင်းဖြစ်ပါရဲ့ဒါဆိုရင်ကျမတို့ကလေးတွေရဲ့အနှုတ်သဘောဆောင်တဲ့ပြုမှုတွေကိုရှော့ချဖို့အတွက်တိုက်တွန်းအားပေးမှုကိုဘယ်လိုသုံးမလဲတဲ့အဲ့ဒါကကြတော့ကလေးကကောင်းတဲ့ပြုမှုကိုပြုလုပ်နေတယ်အဲ့ဒီရဲ့ပြုမှုကိုတိုက်တွန်းအားပေးမှုမပေးခဲ့ဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာကလေးတွေကမကောင်းတဲ့ပြုမှုတွေကိုသာပြန်ပြောင်းလုပ်ဖို့အားပေးနေတယ်လို့ဖြစ်ပါလိမ့်မယ်တဲ့အဲ့တော့ရှေ့ထဲမှာလည်းကျမအနေငယ်ပါသွားပါတယ် ကလေးတွေကောင်းတာလုပ်လို့ရှိရင်ချက်ချင်း reinforcement ပေးရပါမယ်ချက်ချင်း reinforcement ပေးခြင်းအပြင်သူဒီအလုပ်ကိုလုပ်တာကိုဒါလူကြီးမိပါရင်ဆရာသမားတွေကလက်ခံတယ်ဆိုတာသိရတဲ့သူ့ကို reinforce reinforcement ပေးလိုက်ခြင်းမှာအဲ့ဒါကိုမပေးဘူးဒီတိုင်းပဲမတိလိုက်မတိပါတာပဲနေလိုက်မယ်ဆိုရင်သူ့ကိုဒီလိုမျိုးကောင်းတဲ့အပြုအမူကနေမကောင်းတဲ့အပြုအမူကိုပြန်ပြောင်းလုပ်ဖို့အတွက်အားပေးနေတယ်လို့ဖြစ်သွားပါတယ်တဲ့ အဲ့တော့ကြတော့ကလေးကကောင်းတာလုပ်ပြီဆိုရင်တမ်းပြီသူ့ကိုချီးကျူးမှုပေးရမယ် reinforcement ပေးရမယ်ပေါ့နော်ချီးကျူးမှုဆိုတဲ့ဟာကြီးကိုလည်းတသက်မထက်သုံးလို့မရဘူးအမျိုးမျိုးနီးလန်းအမျိုးမျိုးသုံးရမှာပါအဲ့လိုမျိုးပေးလိုက်မှဒါသူ့ဟာကောင်းတဲ့ပြုမှုတွေကိုပြုမှုလာပါပါတကယ်လို့များကောင်းတဲ့ပြုမှုကိုပြုလုပ်နေတာကိုချက်ချင်း reinforcement မပေးဘူးဆိုရင် မကောင်းတဲ့ပြုမှုကိုပြန်ပြောင်းလုပ်ဖို့အားပေးနေတယ်လို့ဖြစ်ပါတယ်အဲ့တော့အရေးကြီးပါတယ် ကောင်းတာကိုလို့ရင်ချက်ချင်းသူ့ကို reinforcement ပေးရပါမယ်ဆိုတာလေးကိုကျမတို့ဒီကအကြောင်းအရာလေးကိုလေ့လာခြင်းအပြင်ဒါသိရှိရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ခုကအဲ့မှာဆိုရင်တချို့ကလေးတွေဆိုရင်တဲ့တနာရီအတွင်းမှာပဲ reinforcer တွေပေါ့နော်၃အကြိမ်30ရက်နဲ့အကြိမ်90ကြာလိုအပ်ပါရဲ့ဟုတ်တယ်လေ ကလေးတွေဆိုတာဟိုအပြုတ်မှုတွေအများအားပြုတ်မှုနေတာဟိုသူတို့ကအများအားလဲလှုပ်ရှားနေရတာဟို နှစ်သက်တဲ့သူတွေဖြစ်တဲ့အတွက်သူတို့တွေကိုဒီတိမ်တွေမှာသူတို့ကို reinforce ပေးကိုပေးနေရမှာပါ။ကောင်းတဲ့အပြုမှုကိုပြုမှုနေရင်ဒီမင်းတော်ရဲ့အကြောင်းချီးကျူးရဲ့အကြောင်းသူ့ကို reinforce နီးမျိုးစုံနဲ့ပေါ့နော်ပေးရမယ်မပေးပြလိုက်လို့ရှိရင်သူ့ကိုမကောင်းတဲ့အပြုမှုပြုမှုကိုတွေအားပေးနေတယ်လို့ဖြစ်သွားမယ်ဒါကြောင့်ကောင်းတဲ့အပြုမှုပြုရင်ချက်ချင်းသူ့ကိုတုံ့ပြန်မှုပေးရမယ်ဆိုတာလေးကိုကျွန်မကနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကနေ့ reinforcement အကြောင်းကိုဆွေးနွေးသွားတယ်တိုက်တွန်းအားပေးမှုတွေညီမျိုးစုံရှိတယ်ညီမျိုးစုံအကြောင်းကိုလည်းနောက်နေ့တွေမှာဆက်လက်ဆွေးနွေးမှာပါအဲ့တော့ဒီအပြုမှုတွေကိုကျမတို့ဘလို reinforcement တွေပေးမလို့အနုသဘောဆောင်တဲ့အပြုမှုတွေကိုသူတို့ဘလို့ပြုပြင်ထိန်းချောင်းမလို့ဆိုတဲ့နီလန်းလေးတွေကိုကျမယနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်အဲ့တော့ဟိုဒီလိုမျိုး အပြုမှုတွေကိုကောင်းမွန်တဲ့အပြုမှုတွေဖြစ်လာစေဖို့အတွက်သူတို့ကိုလည်း reinforcement တွေကိုချက်ချင်း ပြုမှုပေးခြင်းအပြင်ပုံမကောင်းမွန်တဲ့အပြုမှုတွေရရှိလာအောင်ဆောင်ရွက်ပေးသွားကြရအောင်ပါလို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်